ိုသိန်းဝင်းကျင်လောက်ထဲကရှာနေတယ်ဖုန်းကရေစိုးခံကျင်နေရေစိမ်ခံကျင်နေပြီးရင်အာ gaming performance မှာဆိုလို့ရှိရင်တိတ်ပြီးတော့မညံ့တဲ့ဖုန်းကိုရှာနေတယ်ဆိုရင်တော့ဒီ Oppo A5 Pro လေးကမိတ်ဆွေထဲသွင်းစဉ်းစားတဲ့နေ့ထဲမှာရှိနေပါလိမ့်မယ် အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ Oppo နဲ့ပြီးတော့တက်တက်ထားတဲ့ Oppo A5 Pro လေးကိုဒီကောင်မှာဗားရီသုံးထားလဲနောက်ပြီးတော့ဒီကောင်ကဘယ်လိုလိုတွေအတွက်အဓိကကျွေးရှင်တဲ့လဲဆိုတာကိုကျွန်တော်အကြံပြင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်အောင်ပထမဆုံးအနေနဲ့ဒီကောင်ရဲ့နောက်ကျဘက်ကဘာအနေစမယ်အဲနောက်ကျဘက်ကဘာဒီဇိုင်းကလေတာနဲ့လုပ်ပေးထားတယ်ဗျာလေတာနဲ့လုပ်ပေးထားတယ်ဆိုတော့လက်ရထင်တာမျိုးပါညာမျိုးရတာလုံးဝကိုမရှိဘူးပြီးတော့လို့ရှိရင်ကင်မရာဘက်မှာဆိုလို့ရှိရင်လည်းဒီကောင်ကဒီနောက်ကျဘက်ကဘာမှာကင်မရာဒီဇိုင်းပိုင်းမှာပေါ့နော်အဲကင်မရာဘန်း20 နေရမျိုးတွေပါလည်းမရှိဘူးဆိုတော့ဒီ channel လေးတွေကတော့မိုက်တယ်ကာမဒက်ဖန်နဲ့ကင်လို့ကြားတယ်ဆိုတော့ပထမဆုံးအမြင်ကိုရတယ်ပေါ့နော်နောက်ပြီးကင်မရာဒီဇိုင်းမိုက်ကင်မရာဒီဇိုင်းမိုက်မှာတော့ကျွန်တော်တို့ရိုးအီနေပြီဖြစ်တဲ့ပုံစံအတိုင်းပါပဲကျွန်တော်တို့မြင်မှုနေကြပုံစံလို့ပြောလို့ရတယ်ဒါပေမဲ့နည်းနည်းလေးမျက်စိထဲမှာအဆင်ပြေတယ်ကြည့်ရတာနည်းနည်းလှတယ်လို့ခံစားသွားရစေတဲ့အကြောင်းအရာလေးရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဒီကင်မရာလေးတွေကိုဗျာဒီရွှေရောင်လေးတွေနဲ့ပုတ်ပေးလိုက်တာလေးရတယ်ဆိုတော့လေအမြန်ဆန်းစေတဲ့ အားလုံးပေါင်းဆက်လိုက်မယ်ဆိုရင်တော့ဖုန်းသူ့ရဲ့နောက်ကျဘက်ကပါဒီဇိုင်းကအော်မဆိုးလှရဆိုတဲ့ခံစားချက်မျိုးကိုတော့ပေးတာကတော့သိကြပါတယ် display ဘက်မှာဆိုလို့ရှိရင်ကြတော့ဒီကောင်က IPNC display ကိုပဲတုံးပြလိုက်တယ်ပြီးတော့လို့ရှိရင် screw refresh အနေနဲ့ကတော့ဘောင်းချနေရကိုတုံးပြလိုက်တာဖြစ်ပါတယ် ဆိုတော့ဒီ second side ကလည်း6.67 inch ပါဆိုတော့လည်းထဲမှာကန်ရတာ gain shot မှာဘာညာမျိုးဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေတဲ့အရွယ်စားလို့တော့ပြောလို့ရတယ်။နောက်တစ်ချက်ကဒီကောင်က resolution မိုက်မှာဆိုလို့ရှိရင်တော့920 1600 pixel ကိုသုံးမိလိုက်တယ်။နောက်တစ်ဒီကောင်ရဲ့ brightness ကလည်းဒီဒီ second တစ်ခုလုံးရဲ့ brightness ပေါ့နော်။ စကွန်ဒကူလုံးရဲ့ brand name ကလည်းတထောင်နဲ့တင်အောင်ရှိတာဆိုတော့နေအောင်မှာတုံးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဆင်ပြေတယ်ဆိုတော့ခံစားချက်မျိုးရမှာကတော့ထင်ကြပါဗျ။ processor ဘိုင်းမှာဆိုလို့ရှိရင်တော့ media deck dimensity 6300 nanometer ကိုတုံးပြလိုက်တာဖြစ်ပါတယ်။ဆိုတော့ဒီကောင်ကကျွန်တော်တို့မြင်နေကြ HDG 999တော့မဟုတ်တော့ဘူးပေါ့နော်။ media deck ဒီ dimensity 6300ကလည်း HDG 999ထက် gaming performance android score အစားတော်တော်လေးကောင်းတဲ့အထက်မှာပါတယ်။ အဲ့နာသာပြတာရဲ့အထဲမှာပါတယ်လို့ကျွန်တော်တို့ပြောလို့ရရပေါ့နော်ဆိုတော့ဒီဘိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မဆိုးဘူးလက်ခံပေးလို့ရတယ်အားရတဲ့အပိုင်းမှာပါတယ်ပေါ့နော်အဲ့နောက်တစ်ခုကဒီဘရီဘိုင်းမှာဆိုလို့ရှိရင်လည်း9800တိအောင်သုံးပေးလိုက်တယ်ဗျာ9800 mAh ပြီးရင်ဆာဗိုပေးတဲ့ချာဂျင်ဘိုင်းမှာဆိုလို့ရှိရင်လည်း45ဝက်ကိုသုံးပေးလိုက်တာဖြစ်ပါတယ်အာဂိမ်းချာချာဆော့မယ်ဆိုလို့ရှိရင်လည်း9800 mAh နဲ့ဆိုတော့ချာချာဆော့လို့ရမယ်အပြင်အပြင်သွင်းမယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့အချိန်အရင်းမပေးရတဲ့အချိန်မှာပါတယ်ဆိုတာကတော့သိကြရပေါ့နော်အဲခံမှန်းချင်း တနအိဝင်းကျင်လောက်တော့သွင်းရမယ့်အထက်မှာတော့ပါတယ်ဒီအအပြည့်ဆိုရင်ပေါ့နော်တနအိဝင်းကျင်လောက်တော့ရှိမယ်ပြီးရင်ဒီ9800အမ်ပီယာဆိုပေမဲ့လည်းဒါထဲမှာဒီကောင်းရဲ့ခံရတဲ့ weight ကလည်းတိတ်ပြီးတော့အရင်၄ရဲ့ဆိုတဲ့ခံစားချက်မျိုးမရဘူးအာပြောမှဆိုလို့ရှိရင် အဆင်ပြေတယ်ဗျာတေလားတထဲမှာကြာကြာကန်ပြီးတော့ဂိမ်းဆောင်မယ်ဆိုလို့ရှင်လေ၄တယ်ဆိုတော့ခံစားချက်မျိုးမရမှာကတော့တည်ကြပါတယ်နောက်တော့အားရတဲ့ချက်အနေနဲ့ကဒီကောင်က IM69 ဖြစ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရေစိန်ခံမယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့ဒီရေအောက်မှာပေါ့နော်ဓာတ်ပုံရိုက်လို့ရသွားမယ်အားကြောင့်မို့ပြောတာဒီကောင်ကဘလို့လူတွေတက်ဆိုလို့ရှင်စူးစမ်းတက်တဲ့နောက်ပြရကြတာတင်ဆန်းလေးတွေလုတ်ချင်တဲ့ အဲ့ဒါဆန်းလေးကြီးလှုပ်ချင်တဲ့လူငယ်တွေအတွက်ကဒီကောင်လေးခါအဲစဉ်းစားသိမြတ်ထဲမှာဒီကောင်ကပါတယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ခင်းစော့မယ်ဆိုလို့ရှိရင်လည်းစော့လို့ရတယ်။ရေစိန်ခံတဲ့အတွက်ကြောင့်မို့ရေအောင်မှာဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်လည်းဘာဖြစ်ဖြစ်တခြားသူတွေနဲ့ဆိုင်ရင်တော့တမျိုးတော့ထူးခြားသွားတယ်။နောက်ပြီးတော့အဲဒီအဲ့လိုမျိုးတိတ်ပြီးတော့ကြတော့မလုပ်ဖြစ်ဘူးဆိုလို့ရှိရင်လည်းရေစိန်ခံတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မတော်တဆအာရေကူးကန်သွားကြတယ်အဲ ဒီကောင်မေ့ပြီးတော့ကြတော့ရေထဲအထိယူသွားမိတယ်ဆိုရင်လည်းအပျက်စီးမှလုံးဝစိတ်မပူပါဘူးရေထဲမှာမရိုဆာပြုတ်ကျသွားလို့ပျက်စီးသွားမှရေစိတ်ပူစရာမလိုတော့ဘူးဆိုတော့ဒါတော်တော်လေးကောင်းတဲ့အချက်အနေနဲ့ပြောလို့ရတယ်ကင်မရာဘိုင်းမှာဆိုလို့ရှိရင်တော့ဖင်ပြမီတာပစယ်မင်းကင်မရာသူ့မီတာပစယ်ဓာတ်ကင်မရာဆိုပြီးတော့ကင်မရာနှလုံးကိုသုံးမိလိုက်တယ်ဆက်ပြီးကင်မရာအနေနဲ့ဆိုလို့ရှိရင်တော့အိမ်မီတာပစယ်ကိုသုံးမိလိုက်တာဖြစ်ပါတယ်ဆိုတော့ကင်မရာဘိုင်းမှာအနေနဲ့ကတော့ကျွန်တော်တိတ်ပြီးတော့အားရတဲ့အထက်မှာတော့မပါဘူးဒါပေမဲ့ကျွန်တော်တို့ကကင်ကင်နန်းကိုကင်ကင်နန်းအနေနဲ့ထားမယ်ကျွန်တော်တို့သူ့ရဲ့ရုပ်ထွက်တွေကဘယ်လောက်ထိအဆင်ပြေမလဲဆိုတာကိုတော့ တော့ကျွန်တော်သိရအောင်လို့တစ်ခါလေးရိုက်ပြီးတော့ထည့်ပေးလိုက်ပါမယ် ကဲဒါလို့ဆိုလို့ရှိရင်တော့ဒီ Oppo A5 Pro လေးရဲ့အားနည်းချက်အားသာချက်အချမ်းကျဉ်းလောက်ကိုတော့တင်းသွားကြားလောက်ပြီလို့တော့ထင်ပါတယ်။အဲနောက်ပြန်တစ်ခုကျွန်တော်ပြောဖို့ကြံလာတာကဒီကောင်လေးမှာဆိုလို့ရှိရင် speaker ဘိုင်းကလည်း stereo speaker ကိုသုံးမိလိုက်တာဖြစ်ပါတယ်။ဆိုတော့အတံတဘိုင်းလေးမှာဆိုလို့ရှိရင်လည်းတိတ်ပြီးတော့မညံ့တာကတော့သိကြပါတယ်။ဒီကောင်လေး original ဆိုလို့ရှိရင်တော့ကျွန်တော်တို့ HP Mobile မှာသူ့ရဲ့ဇင်းနှုန်းလေးက7900 900ကျတဲ့နဲ့လာရောက်ပြီးတော့ဝယ်လို့ရပြီလို့ပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ခွင့်ပြုပါအဆုံးရှိရင်ဒီအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကြွပါ နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြတာ